အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တော့ကျမချစ်တဲ့မိသားစုလေးအတွက်ထမင်းမိတ်ဆွေမဲ့ဂျိုင်းဟင်းကတိဝတ္တဟင်းလေးချက်ပါမယ်ဂျိုင်းဟင်းကတိကဗီတာမင်စီကျွဲဝါတဲ့အပြင်စီးချိုထိန်းညိပေးနိုင်ပါတယ်ဝတ္တကနေလည်းပရိုတင်းထက်အပြည့်အဝရရှိစေပါတယ်ရှင်ပောင်ပစ္စည်းတွေကတော့ဝတ္တာ၊ဂျိုင်းဟင်းကားတီ၊ခင်းချင်တီ၊ကျက်တုံအဖီယိုနီးချင်း၊စံပယ်လင်နဲ့ငယူတီစိမ့်လေးတွေပါဝင်ပါတယ်ရှင်။ ရင်ဆုံးခင်းချစ်သည်လေးလုံးကိုပပလေးတွေလီးပြီးအတုံးလေးတွေတုံထားပါမယ်နော်ဆိုင်ခါဒီနှလုံးကိုအကွင်းလေးတွေကွင်းပြီးအစိလေးတွေထုတ်ပေးထားပါမယ်။အခါတက်ရောက်တော့အောင်လှိထားတဲ့ဆိုင်ခါဒီအကွင်းလေးတွေကိုစားနဲ့နေပြီးရေစီချင်အောင်စီချော့ပေးပါနော်။ ဝသားလေးကိုငမ်းမြရေးစားစနစ်မုတ်လေးနဲ့ပြီးခဏလောက်နှပ်ပေးထားပါမယ်။ကျမကတော့အချုံမုတ်မစားတဲ့အတွက်ကြောင့်အချုံမုတ်လေးမထည့်တော့ပါဘူးနော်။အချုံမုတ်စားတဲ့သူတွေဆိုရင်တော့အချုံမုတ်လေးထည့်ပြီးတော့ဝသားလေးကိုနှပ်ပေးထားနိုင်ပါတယ်ရှင်။စပန်လင်းလေးပါဝင်တော့စီတက်အနံ့လေးကိုတအားမှွေးချိန်စေပါတယ်ရှင်။ စပလင်လေးကိုအပိုင်းလေးတွေပိုင်းထားပေးပါနော်လီထားတဲ့စက်တုံအဖြူအနီကိုရောပြီးကြိတ်ထားပါမယ်နော်ကဲပောင်းဝင်ပစ္စည်းလေးတွေက ပြည့်စုံပြီဆိုတော့စပြီးချက်ပြုတ်ကြရအောင်အရင်ဆုံးဒေအိုရဲကိုစီအနေငယ်စနစ်မုတ်အနေငယ်ထည့်ပါမယ်စက်တုံဖြူနေကြိတ်ထားလေးထည့်ပါမယ် အနယ်လေးမွေးပြီးစားကောင်းစေဖို့အတွက်ထူထားတဲ့ဇပလင်လေးနဲ့ချီလေးနဲ့ရောပြီးတော့စီတက်ပေးပါမယ်စီတက်နဲ့လေးမွေးလာပြီဆိုရင်တော့ဝတ်သားလေးကိုထည့်မယ် ဝတားလေးမွေးပြီးအယောင်ပြောင်းလာပြီဆိုတော့ခင်းချင်းဒီလေးထဲမယ်ခင်းချင်းဒီလေးနုံးလာတဲ့အထိမွေးပေးပါမယ်အခုဆိုရင်တော့ခင်းချင်းဒီလေးနုံးလာပြီဆိုတော့ဂျာဟင်္ဂါတိလေးထည့်ပြီးတော့တမအောင်မှွေပေးပါမယ် ဝသားလေးကအနံမွေးလာပြီဆိုတော့ရေအနေတော်လောက်ထည့်ပြီးတော့အဖုံးအုပ်ထားလိုက်ပါမယ်အခုဆိုရင်တော့အနယ်လေးမွေးကြိုင်ပြီးနူးဤနေတဲ့ဂျိုင်းဟင်းကားတီဝတားဟင်းလေးကစားသုံးဖို့အတွက်အဆင်သင့်ပါဗီဒီယိုလေးအဆုံးထိကြည့်ပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင် စမ်းတစ်ပြီးတော့စကောက်နဲ့ဟင်းချက်နည်းတွေပဲမျှဝေပေးသွားမှာမို့ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ဖို့မမေ့နဲ့နော်အားလုံးပဲပျော်ရွှင်စရာနေ့လေးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်